တောင်လင်ထိုင်းရဲ့ပရိသတ်များအားလုံးကျန်းမာတော်မူကြပါစေရှင်လူရည်နှင်းစင်စားသုံးကြတဲ့အာဟာရတဲ့အုပ်စုကြီး၃စုထဲမှာအသားဓာတ်၊ဂစီဓာတ်အပြင်အဆီဓာတ်လည်းပါဝင်ပါတယ်။အသားဓာတ်နဲ့ဂစီဓာတ်အကြောင်းကို အရင်အပတ်တွေမှာမျှော်ဝေပေးခဲ့ပြီးဆိုတော့ယခုဒီဘက်မှာတော့အဆီဓာတ်အကြောင်းကိုမျှော်ဝေပေးသွားချင်ပါတယ်။ကျမယွင်ကြည့်ပြပါရှင်။ စားအစာတွေကနေရရှိတဲ့အဆီတဟာခန္ဓာကိုယ်ထဲမှာရှိတဲ့အဆီတွေနဲ့မတူပါဘူးလူအများစုထင်တတ်ကြတဲ့အဆီဓာတ်ကြောင့်ခန္ဓာကိုယ်ပုံမဝါလာတယ်ဆိုတာဟာအဆီဓာတ်ကြောင့်မဟုတ်ပဲအဲ့ဒီအဆီဓာတ်ထဲမှာပါဝင်တဲ့ကယ်လိုရီပမာဏကြောင့်သာဖြစ်ပါတယ်အသားဓာတ်နဲ့ကစီဓာတ်1ဂရမ်မှာ6ကယ်လိုရီလောက်သာရှိပေမဲ့အဆီဓာတ်ကတော့1ဂရမ်မှာ6ကယ်လိုရီလောက်သာရှိပါတယ်ခန္ဓာကိုယ်ဟာလိုအပ်တဲ့ကယ်လိုရီပမာဏထက်ပုံမဝါစားသုံးတဲ့အခါမှာပိုရှန်နေတဲ့ကယ်လိုရီတွေဟာအဆီအဖြစ်ပြောင်းသွားတာကြောင့် ဘဲအစားအစာမဆိုလွန်လွန်ကျွန်ကျွန်စားသုံးခြင်းကခန္ဓာကိုယ်ကိုပုံမဝါလာစေမှာပဲဖြစ်ပါတယ်။အစားအစာတွေမှာပါဝင်တဲ့အဆီဓာတ်အမျိုးအစား၄မျိုးရှိပါတယ်။ saturated fat, monounsaturated fat, polyunsaturated fats နဲ့ trans fat တို့တွေဖြစ်ပြီးတော့၄မျိုးစလုံးဟာသွေးတွင်းကိုလက်စထရောပမာဏကိုပြောင်းလဲပေးနိုင်စွမ်းရှိကြပါတယ်။ကိုလက်စထရောဟာသွေးကြောထဲမှာလဲပတ်နေပြီးတော့ဟော်မုန်းများစွာရဲ့ထုတ်လွှတ်မှုကိုအထောက်အကူပြုတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ အသားချောင်းတွေအသားပြားတွေလိုမျိုးမိုးမှန်ထုတ်လုပ်ထားတဲ့အသားတွေအမဲသားဝတ်သားဘေကွန်လိုမျိုးစီရက်ကျွယ်ဝတဲ့အသားတွေထောဘတ်ချီစ်လိုမျိုးနုတ်နဲ့နုတ်ထွက်ပစ္စည်းတွေအုံဒီအုံစီစားတဲ့အစားအသောက်တွေမှာပါဝင်တဲ့အဆီဓာတ်ပမာဏအများစုဟာ saturated အဆီတွေဖြစ်ပါတယ် ကိုလက်စထရောကို LDL နဲ့ HDL နှစ်မျိုးနဲ့ဖွဲ့စည်းထားပြီးတော့ LDL ဟာဆိုရင်ကိုလက်စထရောကို အသည်းကနေဆဲလ်ဓာတ်စီကိုပို့ပေးပြီးတော့ HDL ဟာဆိုရင်ဆဲလ်ဓာတ်ထဲမှာရှိတဲ့ကိုလက်စထရောကိုအသည်းစီကိုပြန်လည်ယူဆောင်ပေးပါတယ်။ LDL ကိုအန္တရာယ်ရှိတဲ့ကိုလက်စထရောလို့သတ်မှတ်ကြပြီးတော့ HDL ကိုတော့အန္တရာယ်မရှိတဲ့ကိုလက်စထရောလို့သတ်မှတ်ထားကြပါတယ်။အကြောင်းရင်းကတော့ LDL ဟာသွေးကြောတွေအတွင်းမှာအန္တရာယ်ရှိတဲ့အရာတွေနဲ့ပေါင်းစည်းသွားတက်လို့ပဲဖြစ်ပါတယ်။ အဲ့ဒီအခါသွေးကြောတွေဟာတဖြည်းဖြည်းချင်းမြောင်းလာပြီးတော့ကောင်းမွန်စွာသွေးလည်ပန်းနိုင်ခြင်းမရှိတော့ပါဘူးခန္ဓာကိုယ်အတွင်းအစိပ်ပိုင်းတွေမှာသွေးကောင်းမွန်စွာမလျှောက်တော့တာအုံနောက်နှလုံးစားတဲ့နေရာတွေမှာသွေးလုံလုံလောက်လောက်မလဲပတ်တော့တာသွေးပေါင်ချိန်မြင့်တက်တာစတဲ့နောက်ဆက်တွဲပြဿနာများစွာဖြစ်ပေါ်လာနိုင်ပါတယ်ဒါပေမဲ့ HDL ကတော့သွေးတွင်သွေးကြောတွေအတွင်းက LDL တွေကိုဖယ်ရှားနိုင်စွမ်းရှိတာကြောင့် NDM ရှိတဲ့ cholesterol လို့သတ်မှတ်ခံထားရပါတယ် saturated acid တွေဟာ cholesterol ကိုမြင့်တင်ပေးပေမဲ့ LDL ပမာဏမြင့်မားစွာပါဝင်တဲ့အတွက်ကြောင့် saturated acid ဟာအန္တရာယ်ရှိပါတယ်။ trans acid ဟာသွေးတွင်း cholesterol ထဲမှာရှိတဲ့ LDL ပမာဏကိုမြင့်တင်ပေးပြီးတော့ HDL ပမာဏကိုလျှော့ချပေးတာကြောင့်အန္တရာယ်ရှိတဲ့ acid တမျိုးလေးဖြစ်ပါတယ်။ mono unsaturated acid ကတော့ LDL ပမာဏကိုရှော့ချပေးပြီးတော့ poly unsaturated acid တွေနဲ့ poly unsaturated acid ထဲမှာပါတဲ့ omega 3 acid တွေကတော့ LDL ပမာဏကိုရှော့ချပေးပြီး HDL ပမာဏကိုမြှင့်တင်ပေးပါတယ်ဒါကြောင့်မှန်ကန်တဲ့အဆီဓာတ်တွေကိုရွေးချယ်စားသောက်ဖို့နဲ့ saturated နဲ့ trans လိုမျိုးအန္တရာယ်ရှိတဲ့အဆီဓာတ်တွေကိုလျှော့ချစားသုံးဖို့ကလိုအပ်ပါတယ်။ အဲ့ဒီအစီဒါဟာသွေးရင်းကိုလက်စတရောထဲမှာရှိတဲ့ LDL ပမာဏကို မြင့်တင်ပေးတဲ့အတွက် LDL ပမာဏကိုလျှော့ချဖို့ဆိုရင်ဒီအစားအစာတွေကိုလျှော့ချစားသုံးဖို့လိုအပ်ပါတယ်။နောက်ထပ်သွေးရင်းကိုလက်စတရောထဲမှာရှိတဲ့ LDL ပမာဏကိုမြင့်တင်ပေးပြီးတော့ HDL ပမာဏကိုလျှော့ချပေးတဲ့အန်ဒီယရှိ trans အစီတွေကိုတော့မတန်းတဲ့စီတွေနဲ့ပြုတ်လုထားတဲ့အစားအစာတွေဟမ်ဘာဂါ၊ပီဇာ၊ကြက်ကျော်၊အာလူးကျော်စတဲ့စီများများအသုံးပြုပြီးကြောလောထားတဲ့အစားအစာတွေမှာတွေ့ရပါတယ်။ မိုနိုအန်ဆာချူရိတ်တက်နဲ့ပိုလီအန်ဆာချူရိတ်တက်အစီဓာတ်တွေကိုတော့ထောပတ်သည်တန်လွင်စီကြက်ဦးမြေပဲတစ်ကြားသည်အစီအစံနဲ့အစီဓာတ်ကျွဲဝါတဲ့ငါးတွေကနေရရှိနိုင်ပါတယ်အဲ့ဒီအစီဓာတ်နှမျိုးဟာသွေးတွင်းကိုလက်စထရောထဲမှာရှိတဲ့ LDL ပမာဏကိုရှော့ချပေးပြီးတော့ HDL ပမာဏကိုမြှင့်တင်ပေးတဲ့အတွက်ရန်ဖန်ရန်ခါစားသုံးသင့်ပါတယ် အဆီဓာတ်တစ်မျိုးဖြစ်တဲ့ပိုလီယန်ဆက်ဂျူရိုက်တဲ့အဆီဓာတ်မှာပါဝင်တဲ့အိုမီဂါ3နဲ့အိုမီဂါ6ဖက်တီအက်ဆစ်တွေကိုမျက်မြတက်တာစားသုံးပေးမယ်ဆိုရင်တော့ကျန်းမာရေးကိုများစွာအထောက်အကူပြုစေမှာပဲဖြစ်ပါတယ်။ဆရာဝန်တော်တော်များများကတော့အိုမီဂါ6နှစ်ဆကိုအိုမီဂါ3တစ်ဆအချိုးစားနဲ့စားသုံးဖို့အကြံပြုထားပါတယ်။ Omega 3 fatty acid တွေကိုဆာမွန်ငါးငါးသက်တာ၊တူနာငါးစတဲ့ပင်လယ်စာတွေနဲ့တစ်ကြားသီးကနေရရှိနိုင်ပြီးတော့နှလုံးရောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်ပါတယ်။ ်မျက်လုံးအားပုံမကောင်းမွန်စေခြင်းအသည်းရဲအစီကိုရှော့ချပေးခြင်းအုံနောက်ကိုပုံမကောင်းမွန်စွာအလုပ်လုပ်စေခြင်းစတဲ့အကျိုးကျေးဇူးတွေလည်းရှိပါတယ်ဒါကြောင့်အစီအတဟာလည်းမျှသစွာစားသုံးမယ်ဆိုရင်ကျန်းမာရေးအတွက်အများစွာအထောက်အကူပြုတော်မူလို့အာဟာရဓာတ်တွေကိုချင့်ချိန်စားသုံးမှုလိုအပ်ပါတယ်။အခုတင်ဆက်ပေးလိုက်တာကတော့အစီအတရဲ့အသုံးဝင်ပုံနဲ့အန်ဒီယားရှိပုံတွေကိုသိရှိနားလည်သွားပြီးတော့ကျန်းမာရေးနဲ့ညီညွတ်တဲ့စားသုံးမှုပုံစံမျိုးကိုစားသုံးနိုင်ကြဖို့တိုက်တွန်းလိုက်ရပါတယ်ရှင်။ အခုလိုကျမ်းမာရေးနဲ့ဆိုင်တဲ့အသိပညာဗုဒ္ဓတရားတွေကြောင့်တင်ဆက်ပေးနေတဲ့တန်လင်ထိုင်းရဲ့တန်လင်ကျမ်းမာအစီအစဉ်ကိုအပတ်စဉ်ဗုဒ္ဓဟူးနေ့ညနေ6:00နာရီတိုင်းမှာတင်ဆက်ပေးနေပါတယ်ရှင်။အားလုံးပဲကျမ်းမာပျော်ရွှင်တဲ့လူနေမှုဘဝကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။